မင်္ဂလာပါရှင်။ PPTV ရဲ့ Passion တက်ဆက်ပေးနေကြ။သတင်းလာချင်းလာစီစီကနေကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့ချူပါ။ပြည်သူတွေကြားမှာပြက်လှန့်နေတဲ့သတင်းမှားတွေ၊အချက်လက်မှားတွေနဲ့အကြောင်းအရာမှားတွေကိုစစ်စစ်ပြီးတော့ဘယ်ဟာကသတင်းမှား၊ဘယ်ဟာကချင်းဆိုပြီးတော့တင်ဆက်ပေးသွားမှာပါ။ပြည်သူတွေအနေနဲ့လည်းဖတ်ရှုလိုက်ရတာတွေ၊မြင်တွေ့ခဲ့ရတဲ့အကြောင်းအရာတွေကိုသတင်းလာချင်းလာသိကြရင်တော့ comment တွေမှာဝင်ရောက်ရှင်းတာမေးမြန်းနိုင်ပါတယ်။ဒီဒီဘက်အတွက်တင်ဆက်ပေးမှာတွေကတော့ MI SMT ရဟရင်ကတိုက်ခိုက်ခံရလို့ပြတ်ကြတာမဟုတ်ပဲစက်ပစ္စည်းချုပ်ရင်းမှုကြောင့်ပြတ်ကြရတယ်ဆိုရချင်း AA တပ်ဖွဲ့တွေက PDF တွေကိုခွဲခြားဆက်ဆံပြီးတော့အနိုင်ကျင့်တာတွေကိုလှုပ်ဆောင်နေရဆိုတဲ့သတင်းမှနဲ့တပ်မဟာ6မှာ KNU တွေရဲ့အနိုင်ကျင့်ဖိနှိပ်မှုကြောင့် PDF တွေကလက်နက်တွေယူဆောင်ပြီးကိုလုံယုံထွက်ပြေးနေရဆိုတဲ့အချင်းအကြောင်းအရာတွေပါပဲ ဒီတစ်ပတ်အတွက်လူပြောအများဆုံးသတင်းကတော့ KIA PDF ပူပေါင်းတက်တွေကဗမော်မြို့မှာစစ်ကောင်စီရဲ့ MI-17 ရဟတ်ရီနှစ်စီးကိုပစ်ချလိုက်တဲ့သတင်းပါပဲ။ပြီးခဲ့တဲ့မေ20ရက်မှာဗမော်မြို့ကိုစစ်ကူနဲ့ရိတ်ခါတွေပို့ဖို့အတွက်စစ်ကောင်စီက MI-17 ရဟတ်ရီ3စီးရောက်လာပါတယ်။အဲ့ဒီအထက်ကနှစ်စီးကိုပစ်ချနိုင်ခဲ့တာပါ။ဒါစီကတော့အဲ့ဒီနေ့မှာပဲပြတ်ကျနေတဲ့အပျက်စီးတွေရဲ့ လင်းရင်မှုအလောင်းရယ်နဲ့အဲ့ဒီမှာပါတဲ့စစ်ကောင်စီတပ်ရဲ့ဗျူဟာမှုအဆင့်ရှိသူတွေပါတင်းဆုံးတာကိုတွေ့ရှိခဲ့ရပါတယ်နောက်တစ်ရက်မှာလည်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပြီးထွက်ပြေးသွားတဲ့ MI-17 ရဲ့ဟဲ့ရင်နဲ့မီးလောင်ကျွမ်းနေတဲ့အလောင်း16လောင်းရဲ့လက်နက်တွေရဲ့ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ကို စစ်ကောင်စီကရော lobby တွေရပါ MI70 ရဟရင်ကတိုက်ခိုက်ခံရလို့ပြက်ကြတာမဟုတ်ပဲနဲ့ဆက်ချုပ်ရေးမှုကြောင့်ပြက်ကြရတာပါဆိုပြီးတော့လိမ့်လေချင်းထက်နေပါတယ်။အဲ့ဒီ post ကိုစစ်ကောင်စီ lobby ကြော်စွာ Telegram channel အပါအဝင် lobby channel တွေအကုန်လုံးနီးနီးကတင်နေကြတာပါ။အဲ့ဒီ post ရဲ့ပြန်လည်မှုက like 900 comment 163နဲ့ view ကတော့3800ကျော်ရှိရတွေ့ရပါတယ်။အကြောင်းအရာစစ်စစ်ကြည့်ရတဲ့အခါမှာလည်းလွဲမှားနေပါတယ်ရှင်။ လွတ်လပ်ပြီးရုပ်ကြီးစိတ်ချရတဲ့တင်းဌာနတွေမှာကစစ်ကောင်စီရဲ့ MISMD ရဟယင်ကို KIA PDF ဖူပေါင်းတပ်တွေကပြစ်ချလိုက်တယ်လို့ရှင်းတာဖော်ပြခဲ့ကြတာပါအဲ့လိုပြစ်ခတ်လို့ပြတ်ကျသွားတဲ့ရဟယင်ကိုလည်းမေ20ရက်နေ့မှာတစည်းရှာတွေ့ခဲ့တယ်လို့မေ21ရက်မှာလည်းနောက်ထပ်ပြတ်ကျနေတဲ့တစည်းကိုရှာတွေ့ခဲ့တာပါရဲရင်ကိုဘလို့တိုက်ခိုက်ခဲ့လဲဆိုတဲ့ဗီဒီယိုဖိုင်ကလည်းမေ22ရက်မှာထွက်ပေါ်လာခဲ့ပါတယ် ဒရုန်းတစ်စီးကရဟတ်ရဲ့မဲဥရိုတာကို ဝင်တိုက်လိုက်တာကိုတွေ့မြင်ရတာပါအဲ့ဒါကိုစစ်ကောင်စီလော်ဘီတွေနဲ့စစ်ကောင်စီရဲ့ပြန်ကြားရေးကတော့ဆက်ချုပ်ရေးလို့ပြတ်ကျရတာပါဆိုပြီးတော့ပြည်သူတွေကိုလိမ့်လည်ချင်းထည့်နေရပါပဲ။စောစား channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လည်းလှည့်ဖြောင်းမှန်းသောတိဆက်ချက်ဖြစ်နေတာတွေ့ရပါတယ်ရှင်။ အာရခတက်တော့ AA ကတော့ PDF တွေနဲ့အတူ ARD တိုင်းတွင်းမှာတိုက်ပွဲတွေနဲ့ထိုးဖောက်ဝင်ရနေပါတယ်။လက်တလုံးမှာတော့ငတိုင်းချောင်းမြို့နယ်အတွင်းမှာ AA PDF 4ပေါင်တက်တွေနဲ့စစ်ကောင်စီတက်တွေကြားမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။စီအချင်းတွေမလာတဲ့စစ်ကောင်စီအတွက်သူ့လော်ဘီတွေကတော့ထုံးစံအတိုင်းပဲမဟုတ်မမှန်သတင်းတွေထုတ်ပြန်ပြီးတော့ပြည်သူတွေကိုချင်းထည့်နေပါတယ်။ ခုလည်းတောသားလေးနာမည်နဲ့ Facebook အကောင့်ကနေ PDF တွေက ARD တိုင်းတဲ့ကို AA တက်ဖွဲ့တွေခေါ်သွင်းလာတယ်ဆိုတာနဲ့ AA တက်ဖွဲ့တွေက PDF တွေကိုခွဲခြားဆက်ဆံပြီးအနိုင်ကျင့်တာတွေကိုလှုပ်ဆောင်ရလို့ချင်းထက်ဖြန့်ချီနေပါတယ်။ AA တက်ဖွဲ့တွေကဒေသခံတွေရဲ့နေအိမ်တွေကတန်မိုးကြီးပစ္စည်းတွေကိုလည်းယူဆောင်နေရရှိတယ်ဆိုပြီးရေးသားဖြန့်ချီနေရပါ။အဒီပိုဆက်ပြန်နေမှုက like 48 share 82နဲ့ comment တစ်ခုရှိရတွေ့ရပါတယ်။ အကြောင်းအရာကိုစစ်စစ်ကြည့်တဲ့အခါမှာလည်းလွဲမှားနေပါတယ်ရှင်။လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့တည်င်းဌာနတွေမှာကငတိုင်းချောင်းမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်၃လေးကို AA နဲ့ PDF ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မယ်ဆိုတဲ့တည်င်းတွေကြောင့်စစ်ကောင်စီကကျေးရွာတွေကိုလေးချောင်းကနေဘုံကျဲပြီးတိုက်ခိုက်နေတဲ့အတွက်မိလောင်မှုတွေရှိနေတယ်လို့ရှင်းသားဖော်ပြခဲ့ကြတာပါစစ်ကောင်စီတပ်ရဲ့စစ်ရာဇဝဲမှုတွေကိုဖုံးကွယ်ဖို့အတွက် လော်ဘီအကောင့်တွေကသတင်းမှားတွေရေးသားပြီးတော့ဖြန့်ချိနေရပါပဲ။တော်သားလေး Facebook အကောင့်ရဲ့ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လည်းအစအဆုံးကလုံခြံဖန်တီးတိဆက်ချက်တွေဖြစ်နေအောင်တွေ့ရပါလိမ့်ရှင်။စစ်ကောင်စီလော်ဘီကြောစွာ Telegram Channel ကတော့အကြောင်းအရာမှတစ်ခုရေးတင်ပြီးပြည်သူတွေကိုချင်းထည့်နေပါတယ်။ အဲ့ဒါတော့ KNP နဲ့ KN မျိုးသားအစည်းအရုံး KNU နဲ့မြင်တက်မဟာ6မှာ KNU ရဲ့အနိုင်ချင်းဖိနှိပ်မှုတွေကြောင့် PDF တွေကလက်လက်တွေယူဆောင်ပြီးကိုလိုယုံထွက်ပြေးနေတယ်လို့ရှင်းသားဖြန့်ချိနေရပါအဲ့ဒီပိုဆက်ပြန်လည်မှုက like 686 view ကတော့3400ကျော် share 21နဲ့ comment 16ခုရှိတာတွေ့ရပါတယ်။အကြောင်းအရာစစ်စစ်ကြည့်ရခါမှလည်းလွဲမှားနေပါတယ်ရှင်။ လွတ်လပ်ပြီးရုံကြီးစိတ်ချရတဲ့သတင်းဌာနတွေမှာက KNU PDF ဖူပေါင်းတပ်တွေရဲ့တိုက်ခိုက်သိမ်းပိုက်မှုကြောင့်၅လအတွင်းမှာစစ်ကောင်စီရဲ့တပ်စခန်း၈ခုကိုသိမ်းပိုက်ရရှိထားတယ်လို့ရှင်းသားဖော်ပြခဲ့ကြတာပါ။ကင်ပီမှာစစ်ပွဲတွေရှုံးပြီးရောစခန်းတွေလက်လွတ်ဆုံးရှုံးနေရတဲ့စစ်ကောင်စီတပ်တွေရဲ့သတင်းကိုဖုံးကွယ်ဖို့နဲ့ KNU နဲ့ PDF တွေအကြားမှာအထင်မြင်လွဲမှားအောင်ရှင်းရွယ်ပြီးတော့လော်ဘီတွေရဲ့ချင်းတွေရေးပြီးဖြန့်ချိနေရပါပဲ။ ။စောစာချန်နယ်ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လှည့်ဖြားမှန်းသောတိဆက်ချက်ဖြစ်နေရတွေ့ရပါတယ်ရှင်။ခုတင်ဆက်ခဲ့တာတွေပေါ့ပြည်သက်တွေအနေနဲ့ကျင်းတဲ့နှစ်သိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်လာမယ့်ပတ်တွေမှာလည်းသတင်းမှားတွေချင်းတွေကိုဘယ်လိုမျိုးရှားဖွေစစ်စစ်ဖော်ထုတ်ပေးမလဲဆိုတာစောင့်ကြည့်ကြပါအောင်နော်။ပြည်သက်တွေအနေနဲ့စစ်စစ်ချင်တဲ့အကြောင်းအရာတွေရှိရင်လည်း message box ကနေတဆက်ဆက်သွယ်နိုင်ပါတယ်။ အဲ့လိုပေးဖို့လာတွေကိုကျမတို့ဖွဲ့သားတွေကရှာဖွေစစ်စစ်ပေးသွားမှာဖြစ်ပါတယ်။ပြည်သူလူထုတရက်လုံးတည်င်းလာချင်းလာခွဲခြားသိမ့်မိမိစစ်ကောင်စီလော်ဘီတွေရဲ့ဂျင်းထက်ခံရခြင်းပေးရနေကင်းဝေးပျော်ရွှင်နိုင်ကြပါစေရှင်။